Hello အားလုံးပဲမိင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ Liverpool အသင်းကိုအနိုင်ရခဲ့တဲ့ပွဲအပြီးအသင်းရဲ့ဒီပွဲစဉ်တည်း Arsenal နဲ့ပွဲကစလို့အခုချိန်ထိပေါ့နော်။ကျွန်တော်တိုက်စစ်မှာတော်တော်လေးကိုကျွန်တော်အပြောင်းလဲတွေကျွန်တော်ရှိလာပြီပေါ့နော်။အပြောင်းလဲတွေရှိလာပြီးကစားမတွေရဲ့ quality တွေကိုကျွန်တော်မြင်နေရပြီးတယောက်ချင်းတယောက်အရင် decisive ဖြစ်တဲ့ moment တွေမှာဆုံးဖြတ်ချက်ကျွန်တော်တို့ကအဆုံးဖြတ်ပြီးနိုင်မယ်ကစားမတွေကျွန်တော်မြင်နေရပြီကျွန်တော်ကံမကောင်းစွာနဲ့ပဲကျွန်တော်တို့ဒီမက်ဒီစ်ကွန်ညာကတော့အခုချိန်ကြီးဂိုးမရသေးဘူးပေါ့လေ ဆိုတော့တိုက်စစ်မှာ၃ရောက်အပြောင်းလေးလုပ်ထားတဲ့ကုညာအန်ဘူမိုနဲ့ကျွန်တော်ဒါပင်ဂျမင်ရှက်ကိုဆိုတော့အချီနီရီယရှက်ကိုကိုပွဲမထုတ်ခဲ့ရဒါပေမဲ့လို့မတီးစ်ကုညာဘရိုင်ယန်အန်ဘူမိုနဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်အောင်အန်ဘူမိုပေါ့နော်အန်ဘူမိုရဲ့ကစားပုံကဗျာအရင်ယူရှင်နေတည်ရနော်အန်ဘူကျွန်တော်ကျွန်တော်တို့ဒီကစားမ2ယောက်စလုံးအပေါ်ကိုတန်း60တန်း80တွေတုံးခဲ့တယ်ဆိုတော့ဒီလို performance မျိုးကတော့တကယ်မျှော်လင့်တဲ့ရပါပဲမနှမ်းပြောရင် ဒီကစားမားတွေစီအတွေ့ကျွန်တော်ဒီလောက်ငွေသုံးထားတယ်ဒီလို performance မျိုးကိုကျွန်တော်က week in week out မြင်ရသင့်တယ်တကယ်လည်းပဲကျွန်တော်မြင်နေရပြီဒါဟာဒီဘွတ်9ရက်ပွဲပဲဖြစ်ဖြစ်အရေးကြတဲ့ပွဲပဲဖြစ်ဖြစ်ရှုံးပွဲပဲဖြစ်ဖြစ်ဒီကစားမား2ယောက်စီက performance တွေကကျွန်တော်ကောင်းကောင်းမြင်ရတယ်ဆိုတော့ MMO နဲ့ပတ်သက်လို့ကျွန်တော်ပြောရရင် MMO ရဲ့ဒီဘယ်လိုပြောမလဲ output number တွေကကိုရီအသင်းအတွက်တော်တော်ကိုအရေးကြီးတယ်မက်ဒီစ်ကွန်ညာနဲ့ MMO 2ယောက်စလုံးကမတူညီတဲ့ကစားမားတွေ MMO ဆိုလို့ရှိရင်ပို့ပြီးတော့ဘယ်လိုပြောမလဲဒီအရင် effective ဖြစ်တဲ့ကစားမလို့ပြောရမလားဒီဂိုးတွေသူသွင်းနိုင်တယ်ဖန်တီးမှုတွေသူလုံနိုင်တယ် crossing တွေသူလုံနိုင်တယ်တိတယ်အရန်ရှုပ်ရက်ခဲ့တဲ့ဗျာတယောက်ချင်းတယောက်လိန်နာဖြတ်တာကြိုတာပြူတာတွေမဟုတ်ဘဲနဲ့ hold up play တွေတအားကောင်းတယ်ပြီးရင် shake ကူမပါခဲ့တာတောင်မှပေါ့နော်အမြင်ဘောတွေပါတယ်ဆိုလို့ရှိရင်ပြိုင်ဘက်လွယ်လွယ်ကူကူမရဘူးအတွက်သူ့အနေနဲ့အမှန်ကန်ကျူးပန်းခဲ့တာတွေကျွန်တော်ရှိတယ်ပြိုင်ဘက်ရဲ့ defense ကိုကျွန်တော်ဆွဲဖြေးနိုင်စွမ်းရှိတဲ့ကစားမမျိုးဗျာနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲ ဟိုသူ့ရဲ့ဗောနော်ဂိုးသွင်းတဲ့အထာနဲ့ပုံတွေပါတွေဆိုတော့ weak foot နဲ့ကျွန်တော်ညကသွင်းသွားတာမျိုးတွေဆိုတော့အာမက်ဒီယာလုံးနဲ့ပူပြီးတော့အချိတ်ဆက်မိလာတာကိုပဲတော်တော်အချင်းကြီးကောင်းနေတယ်လို့ကျွန်တော်ပြောရမယ်။အညီကလို့တိတဲ့တိုင်းပဲမလွယ်ဘူးပြာသီးလားကျွန်တော်ဆက်ဆက်ပွဲဒီမှာဆိုလို့ရှိရင်အမ်မူကကောင်းပြီးတော့အာမတ်ကမကောင်းအာမတ်ကကောင်းရင်အမ်မူကတိုင်ပဲနှစ်ယောက်ကြားထဲမှာအချိတ်ဆက်တွေတအားလွတ်နေတာအဲ့လိုနေထားမှာကိုပဲလက်ရှိအမ်မူဒီလိုမျိုးကောင်းလာတာနှစ်ယောက်စလုံးအချိတ်ဆက်ကောင်းလာတာကိုကျွန်တော်တွေ့ရတာကတော်တော်ကိုဝမ်းသာစရာ ကိုရီတိုင်းစင်မှာပြီးခဲ့တဲ့နှစ်တွေကျွန်တော်ပြန်တွေးကြည့်ရင်ကစားမားတွေရဲ့ quality တွေကမေကွန်ထုတ်เสียတယ်အခုဆိုလို့ရှိရင်အရန်ကုန်မှာတောင်မှကျွန်တော်ထားပါတော့မဒီစ်ကွန်ညာကိုအရန်ကုန်ထားမှာလားမီဆန်မောင့်ကိုပဲအရန်ကုန်ထားမှာလားချက်ကူကိုအရန်ကုန်ထားမှာလားကိုသင်းတိုက်စစ်ရဲ့ quality တွေကကစားမားတွေစီမှာမြင်နေရပြီဒီကနေ့မှနီးပြကတိုင်ဘက်တွေဆိုရင်တော့မှပေါ့နော်ကစားမားတွေကဆွဲတင်နေဆိုရင်ရှိရမှာပြီးခဲ့တဲ့ရာသီတွေမှာဆိုလို့ရှိရင်ကိုရီနီးပြအဆင်မပြေဘူးဆိုရင်တော့မှ ိုက်စစ်မှာဗောနော်အရန်ကိုဆုံးဖြတ်ချက်မှားတာတို့ကုလူကူမပေးတာတို့ကံကြက်ကြီးညံ့တာတို့တယောက်ချင်းတယောက်တွေမကူတာတို့ဒါပေမဲ့ဒီယာဒီမှာဆိုလို့ရှိရင်ကျတို့ဒါကစားမားတွေအားလုံးအဆင်ပြေနေနီးပြကလည်းအဆင်ပြေနေရင်နိုင်ပွဲတွေပါလေကျတို့တွေ့ရတယ်နီးပြရဲ့နီးစနစ်ကအဆင်မပြေသလိုဖြစ်နေတဲ့ပွဲတွေမှာကစားမားတွေကဆွဲတင်ပေးနေဆိုရင်ကျွန်တော်ရှိရင်အဲကြောင့်အမ်ဘူမူဟာခုနကပြောတဲ့ link gap playing တွေတော်တော်ကောင်းနေဒါအပြင်တယောက်ချင်းတယောက်ပေါ့နော်အရန်ကိုကျွန်တော်နေနဲ့အန်ဒီရများတဲ့ကစားမား ိုင်ဘက် area ပေါင်းစင်းမှာတတော်ကိုအန်ဒီများတဲ့ action တွေလုပ်ပြနိုင်တဲ့ကစားသမားဒါအပြင်သူနဲ့ထိုက်တန်တဲ့ twin goal တွေဘာတွေလဲသူရနေပြီး assist တွေဘာတွေလဲသူရှိနေပြီး Benjamin Sheshko တို့လို Tyson Mew တွေအတွက်ကဒီအန်ဘူမူတို့ရဲ့ဗောနော်အန်ဘူမူတို့ရဲ့ကျွန်တော် crossing တွေကတတော်ကိုအကျိုးရှိလာမှာနော်ဟိုအကယ်လို့မြန် win back တွေဟာပို့ပြီးတော့တိကျတဲ့ crossing တွေကောင်းနေဗောနော်ဟို good quality cross တွေပေးနိုင်နေဆိုလို့ရှိရင် Tyson Mew တွေအတွက်ကတတော်ကိုကောင်းတာကျွန်တော်မျှော်လင့်လို့ရပြီဗျာ အဲဒါကြောင့်ပေါ့နော်အမ်ဘူမူစီကနေပြီးတော့လည်းအဲ့ဒါလို crossing ညီရတာကရှက်ကူတို့ကကောင်းနေတစ်ချက်ပဲဆိုတော့သူနဲ့မတူတာကဒီ Matthews ကညာပဲကျွန်တော်ကညာနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကြည့်ရင်ပြသေးလား goal မသွင်းနိုင်သေးဘူး assist မရှိသေးဘူးဆိုတော့တကယ်တမ်းကြည့်ရရင်စိတ်ပျက်စရာပဲเนาะဟိုကစားမဘက်ကကျွန်တော်တို့ကြည့်တော့လဲလူချင်းမှာပဲတကယ်တမ်းပြောရရင်တိုက်စစ်ကစားမတစ်ယောက်အတွက်အဆုံးဖြတ်ကဓာရီကိုသွင်းကိုဖန်တီးမှုတွေအောက်ဘွတ် number တွေနဲ့ပဲကျွန်တော်တို့ဒါအဆုံးဖြတ်လောက်ကြတယ်ဆိုတော့ ဒါဒီကျွန်တော်အနေနဲ့ပေါ့နော်ကောင်းကောင်းမြင်ရတယ်မြင်ရတယ်ဒါဒါဒီ search ကိုပါလဲဒီကုညာစီကနေပြီးတော့ twin go တွေဖန်တီးမှုတွေဆိုတာကဒါပေမဲ့လို့အဲ့ဓာဒီမရသည့်တန်ရောင်ကိုပဲ matthias ကုညာဘလောက်ကောင်းတယ်ကျွန်တော်ကောင်းကောင်းမြင်ခဲ့မှာပဲကုညာဟာလုံးဝ chaos ကစားမမျိုးကုညာကလုံးဝ plan နဲ့အစီအစဉ်နဲ့တွားတဲ့ player မျိုးမဟုတ်ဖ ೇನೆ ပေါ့နော်ရှုပ်ရှက်ခက်နေတဲ့မတည်ငြိမ်တာတွေများနေပါတယ်ဆိုတဲ့ဂျားတွေမှာတောက်ပြနိုင်တဲ့တောက်ပနိုင်တဲ့ကစားမမျိုး တော့နေပါဦးတင်းရဲ့ခံစည်ကိုကျွန်တော်တို့အနေနဲ့ကွင်းလေကိုခံစည်ကိုတော့မှွေနှောက်ပြီးတော့ဒုက္ခပေးနိုင်ခဲ့တာလေကျွန်တော်ရှိရစဉ်းစားကြည့်တော့ကျွန်တော်တို့ဘာသွင်းကိုမှလည်းမရှိခဲ့ဘူးဘာဖန်တီးမှုမှလည်းမရှိခဲ့ဘူးပုံမှန်အားဖြင့် line ပေါ်မှာဆိုလို့ရှိရင်ဘာသွင်းကိုဘာဖန်တီးမှုမှမလုပ်နိုင်ဘူးဆိုလို့ရှိရင်ကစားမတယောက်ကမမွက်ကြည့်အောင်မင်းထောင်းခံနေရပြီဒါပေမဲ့အဲ့ဒီနေရာမှာ matis ကွင်းချင်မပါဘူးဘာလို့လဲဆိုတော့ကုညာဟာသွင်းကိုဖန်တီးမှု number တွေမရှိသည့်တိုင်အောင် exam ရဲ့ကစားပုံတွေကဒီကောင်တလောက်ကောင်းပါလားဆိုတာမျိုးကိုကျွန်တော်မြင်ရတယ်ဗျာ ဆုံးဖြတ်ချက်တိုင်းကတော့ဒါလိုအပ်ချက်တော့ရှိတာပေါ့လေဒါပါတော့ဟိုရှေ့ပွဲဒီမှာဆိုလို့ရှိရင်ရရင်ရတဲ့နေရာကနေကံဖို့ကျူးပန်းတာမျိုးတွေတို့ပေါ့နော်အဲကျွန်တော်လူပေးတင်တဲ့အချိန်မှာမပေးတာမျိုးတွေတို့ဒါပေမဲ့လို့မန်ဂျီစ်ကွန်ညာဟာသူတို့သူ့ကစားပုံကပြိုင်ဘက်ကို ကျွန်တော်အနေနဲ့တော်တော်ကိုဘယ်လိုပြောမတီမငိန်ဖြစ်စေတာမျိုးပေါ့နော်ပြိုင်ဘက်က defensive shape ကောင်းကောင်းရှိနေတယ်ဆိုလို့ရှိရင်သူ့ရဲ့အတိုးလှုပ်တွေတယောက်ချင်းကြုံဖြတ်မှုတွေရောပြိုင်ဘက်ရဲ့ defensive zone တွေကိုဝင်လာတဲ့ area များတဲ့ entry တွေက ဒါပြိုင်ဘက်ခံစည်းကိုတော်တော်ကိုရှိုးရှိုးရှက်ရက်ဖြစ်အောင်လုံနိုင်တဲ့ပလီယာမျိုးပဲ။အဲကြောင့်မနော်ဟိုဂိုးတွေဖန်တီးမှုတွေမရှိတာကစိတ်ပူစရာမရှိဘူး။နောက်ကျရောက်လာလိမ့်မယ်လို့နော်ရောက်လာမှာပဲ။ဒီပုံစံတိုင်းလာတော့ရောက်မလာတဲ့အကြောင်းမရှိဘူးပြန်သိလား။နော်ဆိုတော့စိတ်ပူရမှာက twin ဂိုးတွေဖန်တီးမှုလည်းမရှိတယ်လို့ performance လည်းတကယ်မကောင်းဘူးဆိုတဲ့အနေအထားမျိုးကစားမားတွေကိုပဲကျွန်တော်စိတ်ပူရမှာ။ဘယ်ကုညာကအဲ့လိုမျိုးဟုတ်မနေဘူး။သိလား။မတည်စကုညာက။ဒါကြောင့်တိုက်စစ်ပိုင်းမှာဒီကစားမားနှစ်ယောက်ကိုရထားတာကကိုရီတို့ကတော်တော်လေးကိုကောင်းသွားတာ။ ဒါဒီဒီနှစ်ယောက်အတွက်သုံးလျရတဲ့ဒီငွေကြီးကလည်းတန်း140နီးပါးရှိတယ်ဆိုတော့လေပေါ့နော်ဒါမျိုးကတော့မြင်ရတင်ပါတယ်။ဒါပေမဲ့လို့ပရီးမီးယားလေးအတွေ့အကြုံရှိတဲ့ကစားသမားတွေပရီးမီးယားလေးမှာပေါ့နော်ဒါသူတို့ရဲ့ပြီးခဲ့တဲ့အသင်းကြီးကိုစီမှာခြေသွမ်းပြခဲ့တဲ့ကစားသမားတွေကိုကျွန်တော်ခေါ်ပြီးတော့အသင်းမှာချက်ချင်းအဝင်ခွင့်ကြဖြစ်တယ်ဆိုတာကတော်တော်ကိုအချိန်ကြီးကောင်းနေပါပြီ။ဒါကြောင့်ပေါ့နော်အမ်ဘူမူလိုမျိုး twin goal တွေဖန်တီးမှုတွေကုညာစီကနေပြီးတော့လာမင်းလေးတွေမှာမြင်ရမှာပါ။ဒါလည်းတော့ရှစ်ပွဲကစားပြီးတဲ့အချိန်မှာသူစီက သွင်းကိုဖန်တီးမှုတစ်ခုမှမမြင်ရသေးတာတော့တိတ်တော့အစင်မပြေဘူးပေါ့လေဒါပေမဲ့သူ့ရဲ့ performance ကအဲ့ဒါတွေကိုကျွန်တော်မိသွားလို့ရတယ်เนาะအာဒီကောင်ဖန်တီးမှုတွေသွင်းကိုတွေမရှိသေးပါဘူးလေဆိုပြီးတော့ဝေဖန်မှုကျူးပန်းတဲ့အချိန်တိုင်းမှာအော်ဒီကောင်ကတကယ်ကောင်းနေတာဟာဆိုတဲ့အမြင်မျိုးကျွန်တော်မြင်လို့ရတယ်ဗျာတကယ်လည်းပဲကောင်းနေခဲ့လို့ပဲဒါကြောင့်မတီးစ်ကွန်ညာဘရိုင်ယန်အမ်ဘူမိုတိုက်စစ်နှစ်ယောက်ကိုရတာကဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းကစားရင်းနဲ့ပေါ့နော်ရှက်ကူတို့တွေ့လဲအဆင်ပြေလာနိုင်မလို့ကျွန်တော်ထင်တယ်ရှက်ကူဆိုလို့ရှင်လည်းပဲဒီပွဲမတိုင်ခင်မှာ နှစ်ပွဲဆက်ဂိုးတွေပါတွေးနေတာသူဟာနေသူကျွန်တော်တို့ကရနေပြီဗျာဂိုးတွေကနော်ပြိုင်ဘက်အခြေအနေပေါ်မူတည်ပြီးတော့ဒါကျွန်တော်တို့အနေနဲ့တကယ်တကယ်အပြောင်းလဲလုပ်လို့ရတာလာမယ့်ပွဲဒီမှာဆိုလို့ရင်ရှက်ကိုကူညာအန်ဘူမူဆိုတဲ့တိုက်စစ်၃ယောက်ဆိုတော့ကျွန်တော်တို့တုံးတော့မှာပဲအဲ့ဒီကြာလို့ရှင်ပူကောင်းတဲ့ performance တွေမြင်ရလိမ့်မယ်ရှက်ကိုအတွက်လည်း chance တွေပါတွေမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကူညာတို့ရဲ့ပြိုင်ဘက်ခန်းစစ်ကိုမှွေနှောက်ပြီးတော့တည်ရမလားအန်ဘူမူတို့ရဲ့ crossing တွေကနေတစင်သာရှက်ကိုအတွက်ကအကျိုးတွေပါတွေရှိလာမှာပဲအဲကြောင့်ကျွန်တော်တို့မီဆန်မောက်တို့လူမျိုးပေါ့နော်အရန်ကုန်မှာလည်း အတိုင်းအတာတကူဒီအပြောင်းလဲလုပ်နိုင်စွမ်းရှိတဲ့ player တွေရှိတယ်ဆိုတော့အသင်းရဲ့တိုက်စစ်ပိုင်းကတော့ချိန်နေဆရာပဲဒီကစားမားတွေနေနဲ့ပုံမှန် performance နဲ့တွားနိုင်ဖို့ပဲကျွန်တော်တို့လိုတာအဓိကတော့ကုညာပဲဘာလို့လဲဆိုတော့ကုညာက twin goal တွေဖန်တီးမှုတွေက search goal ကလည်း goal တွေဖန်တီးမှုတွေရတယ်ဗျာအန်ဘူမူကလည်းရတယ်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်တို့က mason mount ကလည်းကျွန်တော်ရနေတယ်ဗျာအာမတ်ကလည်းကျွန်တော်ရနေတယ်ဗျာကုညာတယောက်ပဲကျွန်တော်ကျင်းနေတာဒါပေမဲ့လို့အဲ့ဒီ twin goal တွေဖန်တီးမှုတွေကသူ့သူလိုက်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီပုံစံတိုင်းသာ performance ကောင်းကောင်းကိုသူ maintain လုပ်နိုင်နေသလိုရှိရင်ပေါ့နော် ဒါကြောင့်မဒီစ်ကွန်ညာစီကနေပြီးတော့ဒီတက်ပူကောင်းတဲ့ performance တွေမြင်ရပြီးတော့ twin goal တွေဘာတွေကတော့မကြခင်ရောက်လာလိမ့်မယ်လို့ထင်တယ်။ညီကတို့နေနေရောကွန်ညာရဲ့ performance Brian Ambumoe ရဲ့ performance နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲ။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်။